င်္ဂလာပါလေးလေးရေဟုတ်ကဲ့မင်္ဂလာပါဗျလေးလေးရဲ့နာမည်လေးရေလက်ရှိတောင်းထမ်းဆောင်နေတဲ့တရင်နာမည်လေးရေဒီချက်တော့ပြောပြပါဦးခင်ဗျာဟုတ်ကဲ့ပြည်သူ့ကာကွယ်တပ်မတော်အမှတ်နဲ့စစ်တေသစစ်တရာကိုအမှတ်သုံးတောင်ကျိုတက်ရင်ရဲ့တထောက်အရာရှိဖြစ်တာဝန်ယူထားတဲ့ရဲဘော်သက်ပိုင်ပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့လေးလေးအသက်ကောဘယ်လောက်ရှိပါလဲခင်ဗျာဟုတ်ကဲ့ကျွန်တော်က1989ဘွားဆိုတော့48နှစ်ရှိပါပြီဗျအခြေခံစစ်တင်နေတခြားစစ်တင်နေတယောက်ခဲ့ဦးတော်ရှိတာခင်ဗျာ ဟုတ်ကဲ့အချိန်စစ်စနားတက်ပြီပါခင်ဗျာတမ6မူစေဘလောမှာကျင်းပတာပေါ့နော်ပြီးကျအပတ်စဉ်တက်သင်္နားမှာရေဘော69ဦးနဲ့တူကျွန်တော်သင်္နားဆင်းပြီးပါပြီဗျာစစ်တင်တက်တယ်ဒီတော်ရဲလာတယ်ပေါ့နော်တော်လိုင်းကိုကျွန်တော်တို့ဒီလက်နဲ့ကင်ပြီးလို့တက်အခါမှာမိသားစုကြံခဲ့တဲ့မိသားစုတွေရောဘေးကင်းလုံခြုံမှုရှိတာခင်ဗျာဟုတ်ကဲ့လုံခြုံပါတယ်ဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်တော်လိုင်းနဲ့ဝင်လာတဲ့အချိန်ပေါ့2021 ၃လပိုင်း၂၂ရက်နေ့မှာမိသားစုနဲ့အတူကျွန်တော်သားတယောက်သမီးတယောက်ဇနီးနဲ့ပေါ့ကျွန်တော်မိသားစု၄ယောက်ပေါ့ဝင်လာခဲ့ပါတယ်သားကတော့တော်လိုင်းမှာပြီးဆက်ခဲ့တယ်ပေါ့တရှိဇနီးနဲ့သမီးကတော့ရဲဘော်နဲ့ပဲတရှိတောင်ကျုံမှာတာဝန်ထမ်းဆောင်နေပါတယ်ဗျဟုတ်ကဲ့ပါခင်ဗျာဟုတ်စစ်တင်နဲ့ဆင်းလာပြီးတဲ့အခါမှာဒဲနီယာဖေဒီသားရဲ့မှာတာဝန်ထမ်းဆောင်ကြလဲဆိုတော့တချို့တော့ပြေးကြပြီပေါ့ဟုတ်ကဲ့တမ6ကျွန်တော်တို့ဟုတ်ကဲ့ရင်း16ရင်း28 ကွင်းမှာပေါ့နေမိကန်ပူပေါင်းဖွဲ့နေတဲ့သူပေါ့ကျွန်တော်ရေးသံမကြီးတဲ့လမ်းကြားမှာဖြတ်တောက်ပြတောက်ကြီးပါတယ်အဲမှာချစ်တွေ့မှုတွေအများကြီးရှိခဲ့ပါတယ်တထောက်ဌာနအနေနဲ့ပေါ့တောင်ညူမှာတာဝန်ထားတဲ့အခြေအနေပေါ်မူတည်ပြီးတော့အခက်အခဲတွေရှိတယ်စိန်ခေါ်မှုတွေရှိတယ်အဲ့တော့တထောက်ဌာနအနေနဲ့ဘယ်လိုမျိုးပြောချင်လဲပေါ့ဟုတ်ကဲ့ကျွန်တော်ကတထောက်အနေနဲ့တာဝန်ယူထားတော့ထောက်ပို့စကားပဲပြောချင်တယ်ပေါ့နော် လက်ရှိတော်လိုင်းရေးကာလမှာစိန်ခေါ်မှုတွေအခက်ခဲတွေအများကြီးရှိပါတယ်ဗျဟုတ်ကဲ့ခင်ဗျကျွန်တော်ကတော့တော်လိုင်းရေးကိုမပြည့်စုံခြင်းလို့ပဲအထိပ္ပယ်ဖွင့်ဆိုခြင်းတယ်ဟုတ်ကျွန်တော်တို့တောင်ကျတိုင်ရင်းနေနဲ့လူသိနေတာကတကြားဟုတ်ကဲ့မပြည့်စုံတာကတကြားပေါ့ဟုတ်ကဲ့အဲ့လိုတွေအကြောင်းအကျိုးမျိုးမျိုးရှိပါတယ်ဗျလက်ရှိကျွန်တော်တို့တောင်ကျနေနဲ့ လိုအပ်နေတာပေါ့အဓိကလိုအပ်နေတာတော့ရှင်းရန်စစ်မြေပြင်မှာရဲဘော်တွေမဆုံးရှုံးသင့်မနဲ့ဆုံးရှုံးရတဲ့ကိုတူရွယ်သားရွယ်ဟုတ်ရဲဘော်လေးတွေအများကြီးတွေ့ရတယ်ဗျအဓိကကတော့ကျွန်တော်မြင်တာပေါ့ဘတ်ကြီးက helmet ပေါ့အဲရေးကြီးရနော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့တောင်ကျွတရင်နေတဲ့လက်ရှိကာလမှာကျွန်တော်တို့တောင်ကျွစစ်ချီဟန်သာဝတီဆိုတဲ့ကြီကာကမ်ပိန်းလေးကိုလည်းပြုလုပ်နေရတယ်ဗျ ကမိန်ကာလာလည်းအခုဆို၃ဘတ်ကျော်လာပါပြီဗျာဒါပေမဲ့ပြည်စုံမှုတော့မရှိသေးပါဘူးဟုတ်မိဘပြည်သူများအနေနဲ့လည်းမိမိတို့နိုင်သလောက်ပေါ့နော်နည်းများမဆိုကျွန်တော်တို့ရဲ့လူသစ်နေတဲ့တောင်ကျူတက်ရင်လေးကိုဟုတ်ကဲ့အခုညီကိုပြပြဘဝပေးစေချင်ပါတယ်ဗျဟုတ်ကဲ့လိုအပ်ချက်တွေတော့အများကြီးပဲတခြားကျွန်တော်တို့စကားပြောဆက်တို့ဟုတ်ပြီးရဲဘော်တွေရဲ့စမ်းတိုက်အခါပေါ့ဟုတ်ကဲ့အဲ့ဒါလည်းအများကြီးလိုအပ်ပါတယ်ဗျဟုတ် ဲ့ဒါဆိုရင်လေးလေးအနေနဲ့မိဘပြည်သူအပေါ်ပေါ့ဘာများမှကြားကျင်နေတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ကတော့ဘုံဘုံပဲပြောကျင်တယ်ဗျကျွန်တော်ကအခြေခံလူတန်းသားပါအခြေခံလူတန်းသားဆိုပေမဲ့ကျွန်တော်တို့ရဲ့လောက်ရက်တိုက်ခါဒီမြဲလို့ရှိရင်ကျွန်တော်တို့အခြေခံလူသားများအနေနဲ့လက်ခံောင်းခတ်နိုင်ပါလေဗျလက်ရှိရုပ်မာတယ်ပတ်ဆက်တယ်အကျင့်သီလမသိခရီးမမြဲ အဲ့ဒီစစ်မိတ်စာတွေဟာအဲ့ဒီလူမျိုးတော့အောက်တန်းသားတွေနေကြတဲ့ခွေးဝဲသားလို့ပဲကျွန်တော်ပြောချင်တယ်ဗျဟုတ်ကျွန်တော်ပုံပြင်လေးတစ်ပုဒ်ကိုပြောပြချင်တယ်ဗျဟုတ်ကဲ့ရှစ်ရှစ်တော့ပါဗျာရွာတွေ့ရမှာမိတ်စာတိတ်တိအာရမဝါဒီရူမိုက်တစုပါဗောရွာထဲမှာမှု ई ကြက်တွေဖမ်းအဲ့ဒီမှာသူတို့ကြက်လိုက်ဖမ်းတဲ့ရွာထဲကနေကြက်ကခပ်ပြေးတယ်ရွာစုံကအိမ်တိမ်ကိုရောက်သွားတယ် ကြက်ကပြောက်သွားတာပေါ့ဗျာဟုတ်အဲ့ဒီမှာဖိုးကြီးရရှိတယ်အင်းရှင်ဖိုးကြီးအင်းရှင်ဖိုးကြီးကိုကျွန်တော်ကြက်ပဲမှာလဲပေါ့သူကြက်လည်းမဟုတ်ပါဘူးမရှိဘူးပေါ့အဲ့တော့လက်မခံဘူးထုတ်ပေးထုတ်ပေးမီးရှို့မယ်ဆိုပြီးတကယ်လည်းမီးနဲ့ရှို့မီးရှို့တယ်အဖိုးကြီးအင်းရှင်ဖိုးကြီးလည်းမီးရှို့တယ်ရွာထဲကရွာသားကြီးလာကြတယ်ကြည့်တယ်မီးရှို့ရလူရှို့ရမီးညင်ရလူညင်ကြီးဒါပေမဲ့ခိုးတော့ကတော့ ရွာနီးနာချောင်းကနေသူတို့ပါဇက်ကလေးနဲ့ငေါ်ဝင်ပြီးအဲ့ဒီမီးတောင်ပြီးရှာအောင်ညှိင်းသတယ်ဗျခေါက်ခေါက်ခါခါပဲမမောနဲ့မပန်းနိုင်ဟုတ်ကဲ့ရွာသားလည်းပြောဒီခိုးကယူနေရပြီဒီပုံစံမျိုးနဲ့ဘလို့မီးညှိဝနိုင်တော့ခိုးကတော့ပြောတယ်ဟုတ်ကဲ့ကျွန်တော်အားနဲ့မငြိမ်းဘူးဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့နောက်တစ်ချိန်ဥပဒေရရှင်းကြမယ်ဆိုရင်ကျွန်တော်ကမီးငြိမ်းတဲ့ဘက်အချမ်းမှာပါပါတယ်ဗျမီးငြိမ်းပြီးရက်ကျင့်တဲ့ထဲမှာကျွန်တော်မပါဘူး ခိုးကတော့ထုံဒီရမဲ့ဆက်လုပ်ပါတယ်ပြောချင်တာကတော့ကျွန်တော်လက်ပြလုံတယ်ဗျာဟုတ်ကဲ့နောက်ဆုံးအနေနဲ့ကျွန်တော်တို့တက်မာ6ရှစ်ပြွာမူကြီးပေါ့နော်ပူမူကြီးအဲဒါထူးရဲ့စကားလေးကိုမိဘပြည်သူများကိုကျွန်တော်ညှောက်ပေးခြင်းပါတယ်စစ်ကောင်စီကိုနိုင်ရောနိုင်မှာမလားငါတို့ရှုံးွားခဲ့ရောငါတို့မနိုင်ဘလို့နေကြမလဲဆိုရဲစိုးရိမ်စိတ်တွေနဲ့ခြံစည်းကိုခွာထိုင်ခြင်းတဲ့လူတွေထပ်ပြောပါမယ် ခြံစည်းကိုခွာထိုင်ကျင်တဲ့လူတွေခမရတို့ပြည်သူဘက်ကနေပြက်ပြက်သားသားယက်တီဖို့လိုအပ်ပါပြီခမရတို့ပြက်ပြက်သားသားနဲ့ယက်တီမှတာကျွန်တော်တို့ရဲ့ခမရတို့လိုချင်တဲ့အနာဂတ်တိုင်းပြည်ဖက်ထွယ်ပြည်ထောင်စုကြီးဟာကျွန်တော်လက်တကွမ်းအကွာမှာရောက်နေပါပြီလို့ပြောကြရင်းနဲ့ပဲကျွန်တော်ညီကုန်းချုပ်ပြရစီဗျာဟုတ်ကဲ့မိဘပြည်သူများပေါ့စိတ်ချမ်းသာခြင်း ဘိုးကြီးကျမကြီးနဲ့ပြီးပြည့်စုံပြီးလို့ရင်စန္ဒတလုံးတော့ကပြည့်ဝကြပါစေလို့ကျွန်တော်တို့တောင်ညတန်ရင်ရဲဘော်များကဆူတောင်းမြစ်တာပို့သားပါရခင်ဗျာနောက်ပြီးကျွန်တော်တို့ရဲ့တောင်ညစစ်ကြီးဟာသာဝတီဆိုတဲ့သိသထောင်ကြီကာကမ်ပိန်းလေးကိုလည်းပါဝင်အားပြပေးကြပါအေးလို့မြစ်တာရက်ခံပါခင်ဗျာဟုတ်ကဲ့ပါအခုလိုမျိုးဖြည့်ကြပြီးတဲ့လေးလေးကိုရရှိနားဆင်ပြီးနေတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ